်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်တင်၌ရှိသောတန်ရှင်သောဝိညာဉ်တော်ဆိုတဲ့ကောင်းစဉ်နဲ့ယောဟန်အခန်းကြီးခွန်အငယ်38ကနေ39ကိုဆင်ခြင်သွားခြင်းပါတယ် ငါကိုယုံကြည်တော်သူသည်စံစာလာသည့်အတိုင်းအသက်ရည်ထွက်ရာစမ်းရည်တွင် ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ထို့သောမိန့်တော်မူသောယုံကြည်တော်သူတို့သည်ခံရလက်တန့်သောဝိညာဉ်တော်ကိုယိမ်မတ်၍မိန့်တော်မူ၏ယေရှုသည်ဘုံပွင့်တော်မမူသေးသောကြောင့်တန်ရှင်သောဝိညာဉ်တော်ကိုပေးတော်မမူသေးတန်ရှင်သောဝိညာဉ်တော်ဟာသခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အသက်သခင်အဖြစ်ယုံကြည်လက်ခံတဲ့သူတိုင်းရဲ့အသက်တာမှာ ကိန်းဝတ်အသက်ရှင်ပါတယ်။ဒါကသခင်ယေရှုခရစ်တော်ကခမဲတော်ဘုရားသခင်စီကို ပြန်လဲတက်ကြွသွားဖို့တည်ခြင်းမြစ်စုမှန်ကို အောင်မြင်ချောင်းမပြခင်တန်ရှင်သောဝိညာဉ်တော်ကိုပေးမယ်ဆိုတာကိုဂတိပေးခဲ့ခြင်းပဲဖြစ်တဲ့အဲ့ဒီဂတိပေးခဲ့ခြင်းကိုရှင်ပြန်ထမြောက်တော်မူပြီးတဲ့နောက်ဝိညာဉ်တော်ဆင်းသက်ကြွလာခြင်းအပြင်ပြည့်စုံစေခြင်းပဲဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့မှာကိန်းဝင်နေတဲ့ ခရစ်တော်ပေးတဲ့တန်ရှင်သောဝိညာဉ်တော်ကိုဂုဏ်တင်ဖို့ဖြစ်တယ်။ကျွန်တော်ဟာကျွန်တော်တို့ရဲ့စိတ်လုံးကိုခရစ်တော်ကိုပေးအပ်လိုက်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့အထက်မှာကိန်းဝတ်နေရာယူခဲ့ပါတယ်။ဒီနေ့ကျွန်တော်တို့အသက်တာမှာဘုရားသခင်လှုပ်ဆောင်နေသမျှအရာအလုံးကိုတန်ရှင်သောဝိညာဉ်တော်အားဖြင့်လှုပ်ဆောင်နေတယ်ဒီနေရာမှာဘုရားခင်ကကျွန်တော်တို့ယုံကြည်သူအထက်မှာတန်ရှင်သောဝိညာဉ်တော်အပြင်လှုပ်ဆောင်နေတဲ့အရာတွေကိုဆင်ခြင်သွားခြင်းပါတယ် ပထမတစ်ခုကကိုတော်ကကျွန်တော်တို့ကိုခန္ဓာကိုဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်စေတော်မူပါれကောရိန္သုဩဝါဒစာပထမဆောင် အခန်းကြီး6အငယ်19မှာပေါလုကတန်ရှင်းသောဝိညာဉ်တော်ဟာကျွန်တော်တို့ထဲမှာကိဉ္ဝတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာတန်ရှင်းသောဝိညာဉ်တော်ရဲ့ဗိမာန်တော်ဖြစ်တယ်ဆိုတာကိုဆိုထားပါれနောက်ဒုတိယတစ်ခုကတန်ရှင်းသောဝိညာဉ်တော်ဟာဧဝံဂေလိတရားကိုဝေမျှဖို့အတွက်ကျွန်တော်တို့ကိုတကူပေးတော်မူပါれတမန်တော်အခန်းကြီး1အငယ်10မှာ တန်ရှင်းသောဝိညာဉ်တော်ကြွလာတဲ့အခါတခြားသူတွေကိုဧဝံဂေလိတည်ငောင်းဝေမျှဖို့အတွက်ကျွန်တော်ကိုတကူအာနာပေးထားကြောင်းဆိုထားပါတယ်။နောက်တတိယတစ်ခုကတန်ရှင်းသောဝိညာဉ်တော်ဟာကျွန်တော်အပြစ်ကိုစစ်ဆေးပြီးတော့ဘုရားသခင်စီကိုပြန်လည်ပို့ဆောင်ပေးပါတယ်။အပြစ်ကြောင့်ဘုရားသခင်နဲ့ဝေးကွာသွားမယ်ဆိုရင်ဘုရားသခင်စီကိုပြန်လည်ဘုရားမပို့ဆောင်ပေးပါတယ်။ကျွန်တော်အမားပြုနေတဲ့အခါတန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်အပြစ်ကိုစစ်ဆေးဖော်ပြပေးတယ်။ ျွန်တော်ကိုနောင်တရချင်းစီကိုပို့ဆောင်ပြီးတော့ဘုရားခင်နဲ့ပြန်လဲပြီးတော့မှမိတ္တရဖွဲ့နိုင်စေပါတယ်။နောက်သဒ္ဒတတခုကကျွန်တော်အတွင်းထဲကနေပြီးတော့တန်ရှင်းသောဝိညာဉ်ဟာဝိညာဉ်အတိအပွင့်တွေကိုပေါက်ပွားလာစေပါတယ်။ဂလာတိအခန်းကြီး9အငယ်20နှစ်မှာတွေ့ရတဲ့ဝိညာဉ်တော်ရဲ့အတိတွေဟာတန်ရှင်းသောဝိညာဉ်နဲ့ပြည့်ဝတဲ့အသက်ရှင်ခြင်းရဲ့တဘာဝရလက်ပဲဖြစ်တယ်။ ဝိညာဉ်တော်အတိအနံဆိုတာကကျွန်တော်တို့လူစားတီအားဖြင့်လှုပ်ဆောင်နိုင်တဲ့အရာမဟုတ်ပေမဲ့လည်းကျွန်တော်တို့ဘဝမှာတန်ရှင်သောဝိညာဉ်တော်ရဲ့ရလက်အဖြစ် သူ့ရဲ့အုပ်စိုးမှုကိုဝန်ခံတဲ့အခါမှာလွတ်လပ်စွာတီးပွင့်လာနိုင်ပါတယ်။နောက်ပစ္စမတစ်ခုကကျွန်တော်တို့ဟာဘုရားသခင်ရဲ့သားသမီးဖြစ်ကြောင်းကျွန်တော်တို့ကိုတတိပေးတော်မူပါတယ်။ယောမအခန်းကြီး၈အငယ်၅မှာဘုရားသခင်ရဲ့သားဖြစ်ခြင်းတဘောကိုခံယူထားရတယ်ဆိုတာကိုအဲ့ဒီထဲမှာဆိုထားပါတယ်။ ျွန်တော်ဟာဘုရားသခင်ရဲ့သာသမီတယောက်ပဲဖြစ်တယ်။နောက်ဆတ္တမတစ်ခုကတန်ရှင်သောဝိညာဉ်ဟာကျွန်တော်ကိုစကားပြောတတ်ပါတယ်။ကိုရောရဲ့အတန်ကိုနားထောင်နေတာနဲ့အများတန်ရှင်သောဝိညာဉ်ဟာကျွန်တော်ကိုစကားပြောဆိုခြင်းဥဆောင်ခြင်းလမ်းညွန်ခြင်းကို ပြုပေးမှာဖြစ်တယ်။သခင်ယေရှုခရစ်တော်ကယောဟန်အခန်းကြီး16အငယ်73မှာတမန်တော်ကိုအကျွမ်းမဲ့တွင်တင်ပြသပေးခြင်းနောင်လာမဲ့အရာတွေကိုလည်းဖော်ပြပေးခြင်းကိုပြုမဲ့အကြောင်း ဂတိပြုခဲ့ပါတယ်။နောက်တတ္တမတစ်ခုကတန်ရှင်သောဝိညာဉ်ဟာခရစ်တော်ရဲ့တန်ရှင်ခြင်းကိုကျွန်တော်တို့အထဲကိုယူဆောင်လာတော်မူပါတယ်။ဂလာတိအခန်းကြီး9ငယ်16မှာဝိညာဉ်ပဂရိအတိုင်းကျင့်မယ်ဆိုရင်ဇာတိပဂရိအလိုကိုမလိုက်ဘဲနဲ့နေမဲ့အကြောင်းကိုဆိုထားပါတယ်။တန်ရှင်သောဝိညာဉ်ဟာကျွန်တော်တို့အထဲမှာကိန့်ဝတ်နေခြင်းဟာကျွန်တော်တို့ကိုတန်ရှင်တဲ့အတ္တတာကို ဖြစ်စေပါတယ်။ ဒီလိုအံ့ဩစရာကောင်းတဲ့ကောင်းကြီးတွေနဲ့အတူယုံကြည်သူများစွာဟာသူတို့ရဲ့ဘဝမှာကိန်းဝတ်အုပ်စိုးနေတဲ့တန်ရှင်သောဝိညာဉ်ရဲ့တန်ဖိုးကိုမဖြတ်နိုင်ပါဘူးတချို့သောယုံကြည်သူတွေကတန်ရှင်သောဝိညာဉ်ကိုကြောက်ကြတယ်တန်ရှင်သောဝိညာဉ်ကိုဘေးဖယ်ထားခြင်းမပြုပါနဲ့သူဟာသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းကြောင့်ဘုရားသခင်ပေးထားတဲ့ဂျေဇုတော်ပဲဖြစ်တယ်ကျွန်တော်အထင်းမှာကိန်းဝတ်နေခြင်းအတွေ့သူ့ကိုဂုံတင်ပြီးတော့ ဘုရားသခင်ရဲ့ဘုန်းတော်ကို အသက်တာအားဖြင့်ချီးမြှောက်ခြင်းရှိပါစေ။ဒါကြောင့်သခင်ယေရှုခရစ်တော်ပေးတဲ့ဒီဂရုတော်ကြောင့်ဝန်ခံအသက်ရှင်သွားကြဖို့ကတော့တန်ရှင်းသောဝိညာဉ်တော်ဟာကျွန်တော်တို့အထင်းမှကိန်းဝတ်နေတော်မူတယ်။ကျွန်တော်အထဲမှာသူဟာအုပ်ဆိုးအသက်ရှင်ကြီးထွားလာတာနဲ့အတူဝိညာဉ်ရဲ့အတိအပွင့်တွေတီးပွင့်လာမှာဖြစ်တယ်။သခင်ယေရှုအကြောင်းကိုတတ်သိခံဖို့အတွက်ကျွန်တော်တို့မှာ အခွင့်အာဏာတကူရှိနေပါတယ်။ ပန်ရှင်သောဝိညာဉ်ဟာကျွန်တော်ရဲ့အပြစ်ကိုဖော်ပြထင်ရှားစေတဲ့အတွက်ကြောင့်ကျွန်တော်ဟာနာခံခြင်းအသက်တာအပြင် ခရိယံအသက်တာကိုရှောက်လန်းအသက်ရှင်သွားနိုင်ပါတယ်။ဂျာနာစင်ကျင်ကဲ့သို့အာလုံဘုရားသခင်ကအသက်တဖန်ကောင်းချီးပေးပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန် มิตรดาภิรู้สออปปาติ